ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းတွေဖြင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်မှအကြမ်းဖက်မှုတွေကိုအားပေးသူတွေများလာရင် နေဆက်ဒေသအပြင်အာဆီယံဒေသတွင်လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုချင်းချောက်လာနိုင်တယ်လို့အေအေသတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အကြမ်းဖက်မှုတွေကိုအားပေးသူတွေများလာရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတည်းမဟုတ်ပဲနေဆက်ဒေသတွေနဲ့အာဆီယံဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုချိန်ချောက်လာနိုင်တယ်လို့ရခိုင်တပ်တော် AA ကဘင်္ဂလားဒေ့ရှ်ဂျာပြအစိုးရကိုတတိပေးပြောကြားလိုက်ပါတယ်။မနေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းမှာအစွန်းရောက်စစ်သွေးကြွအဖွဲ့ဝင်၁၀ဦးခန့်ကမောင်တော်ဒေသခံ၃ဦးကိုချုံခိုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အခုလိုတတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ ISO အဖွဲ့တွေစီကတိုင်းဆဲရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေအကြမ်းဖက်အဖွဲ့တွေအသုံးပြုနေတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေဟာအကြမ်းဖက်စစ်ကော်မရှင်နဲ့စစ်သွေးကြော်ဝါတော့ကိုအားပေးနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနေကြားဆောင်တပ်ဖွဲ့ BGB ကအကျင့်ပြက်အရာချီအချို့ငွေကြေးရယူပြီးရောင်းပေးတာထောက်ပံ့ပေးတာမျိုးဖြစ်နိုင်တာကိုစစ်ဆေးတွေးရှိရတယ်လို့အေအေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်စစ်သွေးကြွအကြမ်းဖက် ARSA နဲ့ ISO အဖွဲ့တွေလှုပ်ဆောင်နေတဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့စစ်စင်ရေးတွေဟာဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်နဲ့လက်ဝါးချင်းရိုက်ပြီးဟန်ချက်ညီဆောင်ရွက်နေတဲ့အပေးအယူတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်မိတယ်လို့အချင်းပြတ်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်အချို့နဲ့စစ်ဘက်အရာရှိအချို့ရဲ့အကူအညီပံ့ပိုးပေးတာတွေပါဝင်နေတာကြောင့်သုံးပွင့်ဆိုင်တိုက်ခိုက်မှုမျိုးလည်းဖြစ်နိုင်တယ်လို့ AA ကရှုမြင်ထားပါတယ်။အချင်းပြတ် BGB အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေဟာစစ်သွေးကြွဝါဒကိုအားပေးနေုံနဲ့မဟုတ်ပဲ အာရခတက်တော်နဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာတေဆုံသွားသူတွေနဲ့ဒဏ်ရာရသွားတဲ့ ARSA အဖွဲ့ဝင်တွေကိုစေကူတာပေးတာရိတ်ခါနဲ့လက်နက်ခဲယံထောက်ပံ့တာတွေအပြင်အကြမ်းဖက်အဖွဲ့တွေအပေါ်လုံခြုံရေးယူပေးနေတာဝေဟင်ကနေကင်းထောက်ပေးတာရေဒါစနစ်တွေအသုံးပြုပြီးစစ်ဘက်ဆိုင်ရာအချက်လက်တွေပံ့ပိုးကူညီပေးပြီး ARSA နဲ့ ISO အဖွဲ့တွေနဲ့အတူတွေ့ဝိုက်ပြီးတိုက်ပွဲဝင်နေတာမျိုးစစ်ဆေးတွေ့ရှိရတယ်လို့လည်း AA ကအတည်ပြုထားပါတယ် အခုလိုလှုပ်ဆောင်နေတာတွေကိုဖော်ထုတ်ပြီးအ мян ဆုံးအရေးယူဖို့အပြုသဘောဆောင်တဲ့ဝေဖန်ထောက်ပြချက်တွေနဲ့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရကိုရခိုင်တပ်တော်ကပြီးခဲ့တဲ့စက်တင်ဘာလ29ရက်မှာအတိပေးခဲ့ပါသေးတယ်။ဒီပြဿနာကိုအချိန်မီအရေးယူထိန်းချမှုမရှိဘူးဆိုရင်နှစ်ဖက်နယ်စပ်ဒေသတည်ငြိမ်ရေး၊လုံခြုံရေး၊ဆက်ဆံရေးနဲ့ယုံကြည်မှုတွေစိုးစိုးရွားရွားထိခိုက်လာနိုင်တယ်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာအကြမ်းဖက်အားပေးသူတွေအင်အားကြီးမားလာပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် နေဆက်နဲ့အာဆီယံဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပါချိန်ချောက်လာနိုင်တယ်လို့ရခိုင်တပ်တော် AA ကအပြုသဘောဆောင်တဲ့အနေနဲ့ထောက်ပြပြောဆိုထားပါတယ်ခင်ဗျာဒုတိယစည်းရဲတဲ့နေဖြင့်အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ ISO အဖွဲ့တွေရဲ့ခြုံကိုတိုက်ခိုက်မှုကြောင့်မောင်နှောဒေသကအရက်သားတဦးသေဆုံးပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ ISO အဖွဲ့တွေရဲ့ခြုံကိုတိုက်ခိုက်မှုကြောင့် မောင်တော်ဒေတာကရတတအူးတည်ဆုံပြီးနှစ်ဦးပြင်းထန်တံရရသွားတယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခနေဆက်တလျှောက် ARSA နဲ့ ISO အကြမ်းဖက်ဖွဲ့တွေရဲ့နေဆက်ဖြတ်ကျော်စီရေးလှုပ်ရှားမှုအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အစွန်းရောက်စစ်သွေးကြွအဖွဲ့ဝင်၁၀ဦးခန့်ဟာမနေ့အော်တိုဘာလ၁၇ရက်နေ့လယ်ပိုင်းမှာအခြေခံလူသုံးကုန်ပစ္စည်းတွေကိုတနိုင်တစ်ပိုင်းတည်ယူပို့ဆောင်နေတဲ့ဒေသနေပြည်သူဆိုင်ကယ်ကယ်ရီသမား၃ဦးကို မောင်နှံဒေသမြောက်ပိုင်းလေယာကွာစုံအနီးမှာခြုံခိုးတိုက်ခိုက်ခဲ့တယ်လို့အေအေကအသိပေးပါတယ်။အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အသက်22နှစ်အရွယ်ကိုငင်းချန်းစုသူတည်ဆုံးခဲ့ရပြီးအသက်23နှစ်အရွယ်ကိုတောင်းစင်နဲ့အသက်33နှစ်အရွယ်ကိုနိုင်လင်းတို့ဟာပြင်းထန်ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်လို့သိရပါတယ်။ပြင်းထန်ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာသူတွေကိုရခိုင်တပ်တော်က တွေ့ရှိပြီးအချိန်မီစေကူတာပေးနိုင်ခဲ့တာကြောင့်လက်ရှိအချိန်ထိအသက်ရှင်နေသေးတယ်လို့ နေ့အော်တိုဘာလ17ရက်ညပိုင်းမှာထုတ်ပြန်တဲ့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခြုံကိုတိုက်ခိုက်တာခံရတဲ့ဆိုင်ကယ်ကယ်ရီသမား3ဦးဟာနသာတောင်ကနေကျင်းချောင်းဘက်ကိုအခြေခံလူသုံးကုန်ပစ္စည်းတွေတဲယူပို့ဆောင်ပေးနေတဲ့အလုံနဲ့တနိုင်တစ်ပိုင်းဝန်းစာရှာနေသူတွေလို့သိရပါတယ်။ရခိုင်တပ်တော် AA အနေနဲ့ဘူးသီးတောင်မောင်တော်နဲ့ဘင်္ဂလားဒေ့ရှ်အာရခနယ်စပ်အပါအဝင် အခြားအာရခဒေသတွေမှာရှိတဲ့ဖက်စစ်အကြမ်းဖက်စခန်းအလုံးကိုတင်ပိုက်ထိန်းချုပ်ထားပြီးအဲ့ဒီဒေသနေပြည်သူတွေရဲ့ လုံခြုံရေး၊ကျန်းမာရေး၊ပညာရေး၊လူမှုစီးပွားဘဝတွေနဲ့လူမျိုးအချင်းချင်းကြားလူမှုသဟဇာတဖြစ်အောင်ရခိုင်မျိုးသားအဖွဲ့ချုပ်အနေနဲ့အာသုံခွန်ဆိုင်လုပ်နေတယ်လို့အေအေကပြောပါတယ်။ဒီလိုဆောင်ရွက်နေချိန်တစ်ဖက်မှာလည်းအရခဒေတာတွင်တိမ့်ပိုက်ဖို့ကြံနေတဲ့မြို့၃မြို့စစ်ကော်မရှင်လက်အောက်ကနေအလုံးစုံလွတ်မြောက်စေဖို့စစ်ရေးနိုင်ငံရေးနည်းတွေနဲ့ကြိုးစားလုပ်နေတယ်လို့လည်းအသိပေးထားပါဗျ။ဒီလိုအချိန်မှာအစိုးရစစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ ISO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်အာရခနယ်ဇက်တလျှောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာယာယီစခန်းတွေအခိုင်အမာစောက်ပြီးအာရခဒေသတွင်းကအာရခတပ်တော်ရဲ့လုံခြုံရေးစခန်းတွေကိုလျှက်တပြက်တိုက်ခိုက်တာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေရန်စတိုက်ခိုက်တာအပြစ်မဲ့ရဲသားတွေကိုတပ်ဖြတ်တာ ပြန်ပြီးဆွဲရာတွေပို့ပြီးလှုပ်လာတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာဆလဘီအုပ်ဖို့မျိုးနယ်ကမြေအောင်ပြောက်ကြားတပ်ဖွဲ့ပြက်စီးစီဖို့ရည်ရွယ်ပြီး ပစ္စာအတုဖန်တီးတိုက်ခိုက်နေတာရှိတယ်လို့ UGF အုပ်ဖို့အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာမြေရောက်ပျောက်ကြားတပ်ဖွဲ့ပျက်စီးစေဖို့ရည်ရွယ်ချက်တွေနဲ့ပစ္စာအတုဖန်တီးပြီးတိုက်ခိုက်နေတာရှိတယ်လို့တရားဝရီခိုင်တရင် UGF အုပ်ဖို့ကပြည်သူလူထုကိုအသိပေးပြောကြားလိုက်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းတရားဝရီခိုင်အုပ်ဖို့မြို့နယ်ထဲမှာတရားဝရီခိုင်တရင် UGF အုပ်ဖို့ကတပ်ဖွဲ့မှုရဲဘော်ဒေဝအမည်သုံးပြီး ချင်းချောက်ငွေတောင်းနေတာနဲ့ပတ်သက်လို့အခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။တရားဝရီခိုင်တက်ရင် UGF အုပ်ဖို့တက်ဖွဲ့အနေနဲ့အခုလိုချင်းချောက်ငွေတောင်းတာရက်ွက်ထဲမှာအလူခန္ဓာတွေအရင်ကလည်းမလုတ်ခဲ့သလိုနောက်မှလည်းလုတ်ဖို့မရှိဘူးလို့မြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ရဲ့စီရေးတာဝန်ခံဗိုလ်တောက်တဲ့ကပြောပါတယ်။အခုလိုချင်းချောက်ငွေတောင်းတာအလူခန္ဓာဟာမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့နဲ့လုံးဝမသက်ဆိုင်ဘူးလို့ပြည်သူလူထုကိုဒီနေ့အော်တိုဘားလ12ရက်မှာအတည်ပြုထားပါတယ်။ UGF အုပ်ဖို့အနေနဲ့တော်လန်ရေးစကတဲ့ကအုပ်ဖို့မြို့နယ်အပါအဝင်ဒေသအလုံးမှာရှိတဲ့ရဲရွာတွေပြည်သူတွေကိုထောက်ပို့လှူဒန်းဖို့စီယုံနာတော်လန်ရေးအကြောင်းပြအလှူခံတာမရှိသလိုပျောက်ကြားစစ်ဖော်ရမှာလဲရက်သေးရွာတဲ့တနတ်တကားကားနဲ့ပြည်သူလူထုကြားသွားလာတာအပြစ်မဲ့ပြည်သူတွေကိုဒလန်လို့ဆွဆွဲပြီးဖမ်းဆီးတာတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တာမျိုးမရှိခဲ့သလိုနောက်မှလည်းလုံမှာမဟုတ်ဘူးလို့ UGF အုပ်ဖို့တပ်ဖွဲ့မှုဒေဝကလည်းအတည်ပြုပါတယ် ဒီအချက်တွေချိုးဖောက်ခဲ့တာမျိုးရှိခဲ့ရင်မိဘပြည်သူများအနေနဲ့တပ်ဖွဲ့တာဝန်ရှိသူတွေကိုတိုင်ကြားနိုင်ပြီးကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက်အရေးယူပေးမယ်လို့လည်း UGF အုပ်ဖို့တပ်ဖွဲ့မှုဒေဝါကကတိပေးထားပါတယ်။အခုလိုပြစ်စာအတုဖန်နေတဲ့လောက်ရဟာအကြံဖတ်စေအုပ်စုကိုတိုက်ခိုက်နေတဲ့ UGF အုပ်ဖို့ကိုထိခိုက်စေဖို့နဲ့တပ်ဖွဲ့ကစောင့်ထိုင်းနေတဲ့ကျင့်ဝတ်စည်းကမ်းကုတ်တော့ကွန်ဒက်ပျက်စီးစေလိုတဲ့ရည်ရွယ်ချက်တွေနဲ့ပြစ်စာအတုဖန်တီးပြီးတိုက်ခိုက်နေတာလို့ပြည်သူလူထုကို မြေရောက်ပြောကြားတက်ဖွဲ့အုပ်ဖို့ကအတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာယခုနောက်ဆုံးစစ်ရေးတဲ့နေဖြင့်မိုင်းလုံမြို့နယ်မှာဂျမ်ဖတ်စစ်တပ်မှ Jet Fighter နဲ့ဘုံထက်ကျဲတာကြောင့်အိမ်နှလုံးပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ရှမ်းမြောက်ဒေသတအောင်တပ်မဟာတစ်နယ်မြေဖြစ်တဲ့မိုင်းလုံမြို့နယ်ကိုဂျမ်ဖတ်စစ်တပ်မှ Jet Fighter နဲ့ဘုံထက်ကျဲတာကြောင့်အိမ်နှလုံးပျက်စီးသွားတယ်လို့ TNL ဘက်ကဒီနေ့အော်တိုဘားလ12ရက်မှာထုတ်ပြန်လာပါတယ် မနေ့အော်တိုဘာလ17ရက်နေ့လယ်တနာရီခွဲအချိန်မှာအကြံဖတ်စစ်တပ်ဟာ Jet Fighter နဲ့တော့ဆန်ရွာမှကြေးရွာကိုပေါင်250ဘုံနှလုံး၅ရောက်ကျဲချတိုက်ခတ်ခဲ့တာကြောင့်အိမ်နှလုံးနဲ့ဘုံကြီးကျောင်းကဇရက်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ဂျမ်ဘတ်စစ်တပ်က ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပေါင်250ဘုံနှလုံးဟာတော့ဆန်ရွာမှကြေးရွာအတွင်းကိုတလုံးကြေးရွာအနီးမှာရှိတဲ့လွေရင်တောင်မှာတလုံးကြားရောက်ပောက်ကွဲခဲ့တာလို့သိရပါတယ်။ဂျမ်ဘတ်စစ်တပ်ဟာအော်တိုဘာလ10ရက်နေ့တုန်းကလည်း မုံမိတ်မြို့နယ်အောင်မြေရွာအနီးကိုပေါင်250ဘုံနှလုံးကျဲချပြီးရော့ကက်လက်နက်ကြီး6လုံးနဲ့ထပ်မံတိုက်ခိုက်ခဲ့တာရှိတယ်လို့လဲ PSLF TNL သတင်းတင်ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျ။အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတင်းအမြဲရှိဖို့လေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ထားဖို့ ။ TNL နဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရဲသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။